ဟောင်းရမှာပေါ့ဟောင်းဆိုတော့လည်းဟောင်းပေးရမှာပေါ့ဟောင်းလိုက်ပါဦးလေဟောင်းရမှာပေါ့ ออเสร็จแล้วกูบ่ากะกะหลูเลยไปตุ้ยดิเออบาดิเอาล่ะจ้องเลยล่ะแหละลูกบาจ้องออกมาเปียวเนาะ ။ဘာအကြောင်းမှမပြောဘူး။သရိယသေးလားလို့လည်းကြည့်တာနော်။ကျွန်တော်အကောက်သစ်ဖွင့်လာပါတယ်။အဲအကောက်တဲ့ကနေပေတစ်ခုထောင်လာပါတယ်เนาะနောက်ဆိုလို့ရှင်အဲ့ဒီကနေပြီးတော့ကျွန်တော် light တွေပြောပါမယ်เนาะအဲ့တော့ယနေ့ကလာ နော်အကျိုးအကြောင်းတွေညီစီမျှစီမှဒေါင်းအိုးဝေညီစီကစီကြဆိုငါတို့တမကပြပင်အောက်ကစောင့်နေမယ်နော်အကြောင်းကျိုးတွေညီစီမျှစီမှဒေါင်းအိုးဝေညီစီကစီกว่าလို့ဆိုပြောနော်အဲ့တော့ပြောကျင်တာတစ်ခုရှိတယ်နော်ယနေ့ဖြစ်နေတဲ့ကာလကြီးက ျွန်တော်အများအတိုင်းပြောခဲ့တယ်မြောက်ပိုင်းပြဿနာကအဲဒီ10ရက်နေ့ဆိုပြီးပြီ10ရက်နေ့ပြီးရင်တိန်ဒီမာကသူကစစ်အုပ်စုကတိန်ဒီကိုအဲစုံချက်ဆက်ဆံရေးရုံးစီဝိုင်းစုံမျှဝေတုံဆွဲဖို့အတွက်တမချက် liberty area တတ်မှတ်လိုက်တယ်။မြောက်ပိုင်းမှာကရခိုင်တပ်တော် AA ် DNLA တောင်းပလောင်ပေါ့เนาะ MNDA ကိုကန့်အဖွဲ့အဲ့တော့မြောက်ပိုင်းအဖွဲ့လက်မှတ်ထိုးတာက TNLA နဲ့ TNLA နဲ့เนาะ MNDA အတွက်အကျုံးဝင်တဲ့မတ်သက်တစ်ခုဘာမှမဖြစ်နေတဲ့เนาะ AA ကသူ့လို့သူ့လို့မှာဟိုမနေ့ကလည်းမနေ့ကလည်းကျွန်တော်ရှင်းခဲ့ပြီးပြီမနေ့ဟိုတနေ့ညကလည်းကျွန်တော်ရှင်းပြခဲ့ပြီးပြီ ဲ့တော့အေးကိစ္စလည်းဘာမှမြောက်ပိုင်းမှာအဟိုမဟာမင်းညီအောင်သုံးဘွဲရဲ့စီရေးသဘောတူညီချက်အရအဲသူတို့အပေးယူနေရှိတယ်ဗောဗျာတချို့ကိစ္စတွေကပေါ်ပြလို့မကောင်းတဲ့ຢာတွေအဲသူတို့ကိစ္စသူတို့ပြီးသွားပြီဒါပေမဲ့ MNDAA ကတအောင်ပလောင်အတွက်စဉ်းစားပြီးတော့ကျွန်တော်အမြဲတမ်းပြောလိုက်ပြောတာရှိတယ်အဲတော်လန်ရေးဆိုတာကြောတော့နောက်ခံရှိမှတော်လန်ရေးလုပ်လို့ရတယ်နိုင်ငံရေးလုပ်မယ်ဆိုလဲကြောတော့နောက်ခံရှိမှ နိုင်ငံရေးလုပ်လို့ရတယ်။နောက်မှဆိုလို့ရှိရင်တယောက်တည်းထင်ပြီးတော့ဝိုင်းကြိုက်တဲ့ကောင်နဲ့လှုပ်ကြံတဲ့ကောင်နဲ့ဖန်းခိုင်းတဲ့ကောင်နဲ့လက်ပေးလက်ယူနဲ့မြောက်ရိုးပင့်ကိုလှုပ်ခိုင်းတဲ့ကောင်နဲ့တပုံကြီးအောက်တန်းစားတွေအဲ့လိုအောက်တန်းစားတွေများနေလို့လေယနေ့ကာလတော်လန်ကြီးကတွားကျင်တဲ့ခီယူလိုရာပန်းနိုင်မရောက်တာရှင်းရှင်းလေး၃နှစ်ပြည့်တော့မယ်နော်၃နှစ်ပြည့်တော့မယ်နဝေတင်တော်နဲ့မီတင်လေးလှုပ်လိုက် เนาะมีตินนี่ลุกไล่ละ3ช่องนี่ถองไล่เยดอบงออมมาเมเปียวไล่เนาะโหนายมีนนี่นายนัวนี่เปียวไล่อเซมเปียวอูเลยเนาะอเซมเปียวโลเปียวได้กองจ้ะတော့แหละสောက်ฟ้องตู่เดดลันลุกเดเออะกาวก็ไม่มีอูเดအဲ့တော့အကောင်းမြင်အောင်လို့ကောင်းတာလေးတစ်ခွက်လောက်ပြပါလို့ပြောချင်တယ်နော်အကောင်းမြင်ခြင်းလို့ကောင်းတာလေးတစ်ခွက်လောက်ပြပါလို့ပြောချင်တယ်အဲ့တော့ မြောက်ပိုင်းကဘာလို့လက်မှတ်ထိုးလိုက်တာလဲဆိုရင်ရှင်းရှင်းလေးပဲเนาะရှင်းရှင်းလေးပဲဥယင်မွန်ကသွားပြီးတော့ဥယင်မွန်ကသွားပြီးတော့အဲ့ကိုကန့်ဒေသမှာတရားတိကြီးမှာသွားပြီးတော့ဓာတ်ပုံတက်ရိုက်တော့ MDA တွေကလည်းသူတို့ຢာပြီးသားနေရာတွေဆုံရှုံပြီးတော့အဲမီးလောင်ပုံကျဲခန်းမှာကြောက်တာ ਨੇ လက်မှတ်ထိုးလိုက်တယ်ကြောက်ပြီးတော့ကြောက်ပြီးတော့ဒါဆိုတော့သူက UNG ကဝင်ကြီးတို့ NUG ကလော်ဘီတို့ NUG ကပိုင်ရဆိုင်ရတို့ကြင်ညာလိုက်တဲ့နေရာသွားလိုက်တဲ့နေရာဒေသတခုမှရကြရမရှိဘူးเนาะတခုမှရကြရမရှိဘူးအဲ့လိုပဲစဉ်းစားလိုက်အဲ့တော့ကျွန်တော်ကအကောက်ထဲမှာ ပြောတဲ့စကားတွေဘောမားတဲ့ကောင်လေးရောထမိန်ဂျုံတဲ့ကောင်လေးရောเนาะဘောမားတဲ့ကောင်လေးရောထမိန်ဂျုံတဲ့ကောင်လေးရောဝိုင်းထူလိုက်တာအကောက်ဆုတ်ပြောက်တက်ရလို့ နော်ကျွန်တော်မှအကောက်တွေလည်းများလာပြီနော်အဆင်မပြေဘူးလေဗျာအဆင်အဆင်တော်တော်မပြေတာပါနော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကအခုစဉ်းစားကြည့်ဗျာကျွန်တော်တို့ခုပြောပြမယ်စိတ်သက်စစ်စင်ရေးနဲ့ဝါရစစ်စင်ရေးစိတ်သက်စစ်စင်ရေးနဲ့ဝါရစစ်စင်ဝါရဖြန့်ချီရေးဆိုတဲ့တင်းကြီးကိုနေဝင်းက58ခုနှစ်အိမ်ဆောက်အစိုးရလက်ထက်မှာတိဆောက်ခဲ့တာ62ခုအာနာသိမ့်ပြီးတဲ့အချိန်မှာ ဗဟိုနိုင်ငံရေးသိပ္ပံဆိုပြီးတော့เนาะမင်္ဂလာတုံမှာတိဆောက်ခဲ့တာအခုချိန်ထိနိုင်ငံရေးမှတ်တမ်းရရှိပြီးတော့ကြိုက်ကလို့ကြိုက်ကလက်ကြော်လို့ရှိရင်အဲဆွမ်းတော့ပြောတဲ့နိုင်ငံရေးမှတ်တမ်းရှိတယ်အဲ့နိုင်ငံရေးမှတ်တမ်းပြီးသွားလို့ရှိရင်ဈေးလေးဈေးလေးပြီးရင်ခရီးပင်လမ်းကွဲเนาะဈေးလေးခရီးပင်လမ်းကွဲခင်ဗျားတို့ဗျာကျွန်တော်မသိလို့မေးတာမြန်မာနိုင်ငံမှာအောက်တန်းစားတွေဘာဖြစ်လို့ဒီလောက်တော့များနေတာလဲတော်လိုင်းရေးမအောင်ရတဲ့ကြီးမှန်ချက်အဲ့အောက်တန်းစားတမားတွေရှိလို့အောက်တန်းစားနိုင်ငံရေးတမားတွေ အောက်တန်းစားအခြေမဲ့အခြေမဲ့အနေမဲ့စောက်စင်မရှိဘဲနဲ့နိုင်ငံရေးလောကထဲဝင်လာပြီးတော့နော်နိုင်ငံရေးလောကထဲဝင်လာပြီးတော့ပါတီကိုလည်းပုံဖြတ်ပြီးပြီနော်ပါတီကိုလည်းပုံဖြတ်ပြီးပြီကျွန်တော်ပြောတာရှင်းရှင်းလေးခင်များတို့မကျင်တဲ့လို့ပြောနေတာမဟုတ်ဘူးတိုင်းပြည်စုပ်ပြတ်တတ်နေလို့ကျွန်တော်တို့ပြောတာအဲ့အညာမှာရှိနေတဲ့ပကပတွေနေတိုင်းပြဿနာတက်တယ်နေတိုင်းစောက်ပြဿနာရှာတယ် မသိလို့ရှိရင်တော့သူတို့ကဘယ်ဒေတာကိုစိုးမိုးတာတာပေါ့ဘယ်ဒေတာကိုထိ ंछ ုပ်တာတာပေါ့စည်ရေးအရာကြီးကြီးပါဗျာကျွန်တော်မသိလို့မရစည်ရေးအရာကြီးကြီးပါခင်ဗျားတို့အဓိကဖြစ်နေတဲ့အဲစုံချက်တွေကိုဘာဖြစ်လို့မသိနိုင်တာလဲအေးတာလီစွာပါမျိုးကြီးနော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကနော်ယနေ့ဖြစ်နေတဲ့ပြဿနာအားလုံးကတနိုင်ငံလုံးနဲ့ဆိုင်တယ်တနိုင်ငံလုံးဝိုင်းစင်စားရမယ် ခင်ဗျားတို့ကကျွန်တော်ကြည့်နေတဲ့ UNG မှာရှိနေတဲ့ lobby တော်တော်များများเนาะ UNG မှာရှိနေတဲ့ lobby တော်တော်များများခင်ဗျားတို့ခွက်ပြောက်မှာကြောက်တယ်နေရာပြောက်မှာကြောက်တယ်အထဲထဲမှာရှိနေတဲ့ NLD အမတ်တွေကိုယ်တိုင်ကိုကပွဲပြီးရင်ငါတို့နေရာရမယ်လို့ထင်တာပြည်သူလူထုအဲ့လောက်စောက်တုံးမကြတော့ဘူးခင်ဗျားတို့စောက်တုံးမကြတဲ့လူတွေအကုန်လုံးကလေကျွန်တော်အမြဲတမ်းပြောလေးပြောတာရှိတယ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးမလုပ်တော့ဘူးစိတ်မဝင်လာတော့ဘူးဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးစိတ်မဝင်လာတော့ဘူး နော်ဒေါ်အောင်ဆန်းစုကြည်ကိုခင်ဗျားတို့ CWC ကနှစ်ကြိမ်တက်တွေ့တယ်နောက်ဆုံးအကြိမ်တွေ့တော့ဒေါ်စုကအပြတ်ညင်းလွတ်လိုက်ပြီးစစ်အုပ်စုက၄ကြိမ်တက်တွေ့တယ်နော်ပျောက်နေတာမဟုတ်ဘူးအကောက်တွေထုခံရတာပြုနောက်ပြီးလို့ရှိရင်ကျွန်တော် page ရဲ့ကျွန်တော်နောက်အကောက်အစ်တစ်ခုရဲ့ကျွန်တော် link ချပေးမယ်နော်အဲ့မှာ join လာကြနော်ကျွန်တော်တော့ရရတဲ့လူနဲ့ပြောနေမှာပဲနော်ပြောရဲဆိုတာကျွန်တော်တို့ကမကောင်းမြင်ပြီးတော့ပြောနေတာမဟုတ်ဘူးယနေ့ကာလအခုထိုင်းရဆွေးနွေးနေပြီ ထိုင်းဆွေးနွေးနေတဲ့အကြောင်းကိုလည်းကျွန်တော်ညနေကပြောခဲ့ပြီးပြီเนาะအဲ့လိုမရလို့နေရတအားဖို့လည်းအဆင်မပြေဘူးဒီရက်ထဲမှာအဲ့တော့ကျွန်တော်တို့အညာဒေသကဒီပကပတွေနဲ့ NUG လောက်ခံ PDF တွေကိုဘယ်လိုထိမ့်သိမ်းမလဲဆိုတဲ့ပြဿနာအရေးကြီးတယ်တော်တော်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာဗါလဲဆိုတော့ယနေ့ကာလအသက်ရေးကြီးတယ်အဲ့တော့ စစ်ကော်မရှင်စစ်တိုင်းတွေမှာစစ်ကော်မတီတွေကိုတိတိကျကျဖွဲ့စည်းပြီးတော့ပြာထမ်းလိုက်တဲ့ဥပဒေအောက်မှာသွားမဲ့အစုအဖွဲ့တွေဒေသအလိုက်လိုနေပြီဆိုလိုဂျင်နာကကျွန်တော်တို့ခရိုင်လိုက်မြို့နယ်အလိုက်ခရိုင်လိုက်မြို့နယ်လိုက်တိုင်းလိုက်ဖွဲ့စည်းဖို့အမတန်အရေးကြီးပြီးလိုအပ်နေပြီ AUG ကပတ်သက်တဲ့ဝင်ကြီးဌာနကလူတွေ တိုက်ရိုက်နေပြင်ကိုဆင်းပြီးတော့ organize လုပ်တင်ပြီအဲ့တော့မြန်မာနိုင်ငံမှာခေါင်းစဉ်တွေများပြီးတော့အမီမဖွန်နိုင်တဲ့တွေကအများကြီးပဲအဆင်မပြေဘူးကျွန်တော်ထပ်ဖို့မဲ့လူတယောက်ကြံသေးတယ် အဲ့ဒါတော်တော်အရေးကြီးတယ်ခင်ဗျားတို့ CWC CRPH ရဲ့တယောက်ထပ်ဖို့အောင်မယ်ခင်ဗျားတို့ထွက်ရှင်းနေနဝင်းတိန်တော်နဲ့ဘယ်မီဒီယာမှကလည်းမမေးဘူးဘယ်သတင်းစာချန်နယ်မှလည်းမတင်ဘူးเนาะခင်ဗျားတို့ UNG ဝင်ကြီးဒေါ်လာ6သန်းခွဲကိစ္စကိုသတင်းစာရှင်းလင်းပွဲလုပ်တယ်အဲ့ဒါကိုဘယ်သတင်းစာမီဒီယာမှမမေးဘူးဘယ်အောက်တန်းစာချန်နယ်မှမတင်ဘူးကြောက်တာလား ဒါမှမဟုတ်ခင်ဗျားတို့ပင်စားပေါင်းစားရလို့လားကျွန်တော်တကယ်မသိလို့မေးရနော်ခင်ဗျားတို့တော်လန်ရေးရဲဘော်တွေကိုမြေပြင်ကိုဆင်းပြီးတော့အင်တာဗျူးလေးတစ်ခုတော့လုပ်ကြည့်ပါလားခင်ဗျားတို့ကခင်ဗျားတို့တန်းတင်ကျင်တဲ့အကောင့်လေးဆိုရင်အင်တာတွေဗျူးတယ်မဗျူးကျင်လည်းဗျူးတယ်ဗျူးကျင်လည်းဗျူးတယ် zoom meeting တွေနဲ့စောက်စကားတွေအများကြီးပြောတယ်မြင်ရတွေ့ရကြားရတာအဆင်မပြေဘူး နော်အဲ့တော့ကျွန်တော်တို့ပြောပြမယ်ခင်ဗျားတို့ NUG ဒီထိုင်းဆွေးနွေးပွဲပြီးသွားလို့ရှေ့ကိုတော်လိုင်းခီးသွားမယ်တိုင်းရင်းသားတွေနဲ့ခင်ဗျားတို့စုဖွဲ့ပြီးတော့ NUCC မူရခင်ဗျားတို့အစိုးရအသစ်ဖွဲ့မယ်ဆိုရင်နော်ရီမွန်ဆိုတဲ့အရက်ရက်သမားရယ်ဒေါ်ဖြူဖြူတင်းရယ်မောင်မောင်ဆွေရယ်အဲ့ဒီခင်ဗျားတို့နှီးပညာဝင်ကြီးထင်လင်းအောင်ရယ်အဲ့လေးယောက်ဖြုတ်လိုက်တော်တော်အဆင်ပြေမယ်ဒေါ်စင်မောင်ကနည်းနည်းပြောပြဆိုပြပြီးတော့အဲနီးနာအသစ်တွေနဲ့ကျွန်တော်တို့နီလန်းအသစ်တွေနဲ့သွားလို့ရနေတယ် ကျွန်တော် UNG မှာအဲ့၄ယောက်ရှိနေခင်ဗျားတို့ဘယ်တော့မှ၈ယောက်မှာမဟုတ်ဘူး။အဲဆိုတယောက်ကလူရှင်တော့တယောက်ကလူပြတ်တယောက်ကမိမ့်မလို့မိမ့်မရနော်တယောက်ကကြတော့ဖြတ်စားလက်စားအဆင်မပြေဘူးလေတော်တော်အဆင်မပြေဘူးကျွန်တော်ဒါတက်တက်ပြောတာနော်ခင်ဗျားတို့ရဲ့ background ခင်ဗျားတို့ရဲ့ bio တွေနော်ခင်ဗျားတို့ရဲ့ biography တွေကျွန်တော်မဖော်ဘူးအေး အဲ့ခမားကဒီ၃နှစ်ပြည့်သွားလို့စောက်ရှက်မရှိဘဲနဲ့လှုပ်ချင်တာထက်လို့ဦးမယ်ဆိုရင်တော့စောက်ရှက်ထက်ကွဲဖို့ပြင်လာခမားတို့အဲ့ CWC နဲ့ CEC နဲ့ CRPH ကတော့အရေးကြီးတဲ့လူ၂ယောက်ထပ်ဖို့အောင်ပါကျွန်တော်တို့သိတယ်မပြောတော့ကျွန်တော်ကအမုန်းခံမယ်ခမားတို့ကြုတ်ကိုချင်းချောက်ချောက်ဘာလို့လို့စောက်ကူးမဆိုင်ဘူးပြောမှာမသိမချင်းပြောမှာစိတ်ချရတာလိုင်းကောင်းတဲ့အချိန်ပြောမယ်လိုင်းရနေတဲ့အချိန်တိုင်းပြောမယ် ခင်ဗျားတို့ကျတို့ခင်ဗျားတို့ရှိတဲ့ information ကိုခင်ဗျားတို့ဘာမှမယူတာဘူးပါပါလေးတွေပဲပုတ်တာပါပါလေးပါပါလေးတွေပုတ်တာနော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကမလိန်ကြပါနဲ့တိုင်းရင်းသားတွေပေါ်မှာစေတနာရှိပြီပါပြည်သူလူထုကိုမလိန်ပါနဲ့ခင်ဗျားတို့ဒီအညာဒေသမှာရှိတော့မြိုင်တို့ပေါက်တို့ရင်းမာပင်တို့ပလဲတို့မှာရှိနေတဲ့ချီးတုပ်အဖွဲ့ရှိတယ် ချီးချုပ်တွေချီးချုပ်တွေအာရှုပ်နေတာရက်ကွက်ထဲမှာရှုပ်လိုက်ကြေးရွာပေါ်မှာရှုပ်လိုက် မြို့ပေါ်တက်ရှုပ်လိုက်ရှုပ်ချင်တဲ့နေရာရှုပ်ချင်တိုင်းရှုပ်နေတဲ့ကောင်တွေပုံကြီးကျွန်တော်တို့ကတွေ့တယ်မပြောတာတချို့ကိစ္စတွေကျွန်တော်တို့စစ်တိုက်နေတာဆောက်စကားများလို့မရဘူးကျွန်တော်တို့ရင်ဆိုင်ရတဲ့ရန်သူကကျွန်တော်တို့ရဲ့ဆယ်စားပြန်ရက်ဆက်ရုပ်မာတဲ့ကောင်တွေသူ့မှာအင်အားမရှိတော့ဘူးဒါနဲ့စိတ်သက်စစ်စင်ရင်းနဲ့ဝါရားဖြန့်ချီရခင်ဗျားတို့ထမင်းကြုံလာတဲ့ကောင်တွေကိုစေအုပ်စုကညံသွင်းပေးလိုက်တယ်အဲ့ဒါဘာလဲဆိုတော့ လူတယောက်ကို အမှန်တရားပြောရင်မကြိုက်အောင်ဆဲမယ်မိုက်ရိုင်းမယ်ကလိမယ်အကောက်ပုံးနဲ့တမမယ် report ဝိုင်းထုမယ်အဲ့ဒါခမရစစ်အုပ်စုရဲ့ညံအမှန်တရားအပေါ်မခံရကျွန်တော်တို့ကခမရတို့စောက်ပြစ်ပြောနေတာတခုမှမရှိဘူးပြောကြရလဲအကြောင်းမရှိဘူးပြည်သူလူထုကိုလိန်လို့မရဘူးတိုင်းရင်းသားတွေနဲ့ခမရတို့ကြားမှာ safe fire လုပ်နိုင်အောင်ကြိုးစားပါပြီးတော့အရှိတ်ကိုသွားမဲ့ plan တွေမှာကျွန်တော်တို့ကသွားမဲ့တိုက်ကတ်တွေကို ျွန်တော်တိတိကျကျချမှတ်ဖို့လိုတယ်စီရေးနိုင်ငံရေးရချမှတ်ထားတာတွေကိုအကောင့်တွေပေါ်တဲ့နေရာမှာစောက်တလွဲတွေမပြောဖို့အရေးကြီးတယ်ခင်ဗျားတို့ပြောနေတဲ့ဇာတ်ရည်ကလမ်းဘေးကွန်းရဆိုင်မှာစောက်တင်းပြောတဲ့အဆင်မရှိရင်လက်ဖေးဆိုင်မှာရေးလာလာလုပ်တဲ့ပုံစံမျိုးတွေအဆင်မပြေဘူးလေခင်ဗျား calling ကိစ္စမှာမျိုးရံအောင်တင်ရခင်ဗျားတို့ဒူးဝင်ကြီးနိုင်ကောင်းရွက်ကို zoom in တင်ခေါ်ခိုင်းတယ်နိုင်ကောင်းရွက်ကမျိုးရံအောင်တင်ကိုဘယ်လောက်ကြောက်လဲဆိုရှင် ချက်ချင်းဇွန်မင်းတင်ဆိုဇွန်မင်းတင်ပေးရတယ်အဲ့လိုမျိုးកောင်မျိုးတွေဒီလို UNG နဲ့ပတ်သက်နေတယ်ခင်ဗျားတို့ဘာတွေအပေးယူတွေရှိတာကြလို့လဲဘာလို့အဲ့လောက်တော့တိတ်ကြောက်နေကြတာလဲကျွန်တော်တကယ်မသိလို့မေးတာအဲ့လိုកောင်မျိုးတွေကတကယ်ကြောက်เสียကောင်းနေတဲ့កောင်နေတာအဲ့လိုកောင်မျိုးတွေပျော်တိုင်းခင်ဗျားတို့ဝင်ကြီးဆိုတဲ့လူတွေကလိုက်လို့เสียလို့လို့လားတချို့ကိစ္စတွေတိတ်မပြောချင်ဘူးတော့အစင်တော်တော်မပြေဘူး ကျွန်တော်တို့ကခမားတို့အပြစ်ပြောတာလည်းမဟုတ်ဘူးခမားတို့ကျွန်တော်တို့ကဒါတွေဒါတွေတော့ဖြစ်နေပြီလှုပ်ပြီးကြပါလှုပ်လှုပ်ဖို့လိုနေပြီကျွန်တော်ပြောတယ်လှုပ်ကိုလှုပ်ရမယ်ဟင်ခမားတို့မသိတဲ့လူတွေကတော့တိုင်းရင်းသားတွေနဲ့ UNG ရဲ့ဂျာမပြည်လည်နေပြီအဆင်ပြေနေပြီလို့ထင်နေတာခမားတို့ရောက်တဲ့ဒေသတိုင်းမှာရှိတဲ့တိုင်းရင်းသားတွေကနှစ်ဖွဲ့ကွဲတယ် ဲ့ဒါဟုတ်လားမဟုတ်လားဆိုတော့ကိုယ်ပိုင်ကိုပြန်စဉ်းစားကြခင်ဗျားတို့ lobby កောင်မတွေကမြောက်ပေးတာတမျိုးခင်ဗျားတို့ UNG ကောင်တွေတိုးမီရှုံမီလောက်တာတမျိုး UNG မှာတကယ်ကောင်းတဲ့လူတွေရှိတယ်တိုင်းပြည်ကိုအရှိရောက်ချင်တဲ့လူတွေရှိတယ်ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒီလူတွေကဘာမှလုပ်လို့မရဘူးခင်ဗျားတို့အုပ်စုကြီးဖွဲ့ပြီးတော့လူဘဝလာတာနော်အုပ်စုကြီးဖွဲ့ပြီးလူဘဝလာအဲ့ CWC မှာလည်းဒီတိုင်းပဲအရှိကိုတွားကျင်တဲ့နော်ဘိုးကော်မတီဝင်တွေရှိတယ် တကယ်ပါတီကိုချစ်ပြီးတော့တိုင်းပြည်ပေါ်တံပိုးထားပြီးတော့လှုပ်ချင်တဲ့လူတွေရှိတယ်။ခင်ဗျားတို့အုပ်စုဖွဲ့ပြီးတော့ဝိုင်းကြိုက်တယ်။ဝိုင်းထိုးနေတယ်။ခင်ဗျားတို့ဘာမှမထူးနေဝင်းချခဲ့တဲ့လမ်းစဉ်ကိုတန်းရွှေလိုက်နာပြီးတော့မင်းအောင်လိုက်ကျင့်သုံးတဲ့အတိုင်းပဲ။နော်။နေဝင်းချမှတ်ခဲ့တဲ့စီကန်းကိုတန်းရွှေကျင့်သုံးပြီးတော့မင်းအောင်လိုက်လိုက်နာတဲ့အတိုင်းပဲ။ဘာမှမထူးခင်ဗျားတို့စစ်အုပ်စုနဲ့ခင်ဗျားတို့အဲ့ဒီ NLD မှာနေဘောနေချောင်းအုပ်စုတွေနဲ့ NLD မှာအရေးချင်းရှိတဲ့လူတွေပျောက်သွားတယ်။ စိတ်ပြတ်သွားတယ်ဘာမှလှုပ်လို့မရအောင်ဘာမှမပြောရအောင်ခင်ဗျားတို့ချိန်ချောက်ထားတယ်ကိုယ့်ဘဝကိုပြန်စင်းစားเนาะကျွန်တော်အဲ့လိုပဲပြောမယ်နောက်တစ်ချက်ဒီ2024နှစ်မကုန်ခင်မှာခင်ဗျားတို့အညာဒေသမှာတက်ဆိုင်ရာစစ်ကော့မရှင်တွေစစ်ကော့မတီတွေဖွဲ့ဖို့လိုတယ်ဗမာအီးကိုအနေနဲ့ပြောတာเนาะခင်ဗျားတို့အဲ့မှာတဘိုးတမင်းလှုပ်လို့မရအောင် local pdf တင်းနေเนาะ local pdf တင်းနေ ဒေတာအတွင်းကာကွယ်ရေးအဖွဲ့တွေလုပ်ဖို့လိုတယ်။ခင်ဗျားတို့ကပါကပါမှာပါကပါငါတို့လက်အောက်မှာရှိတဲ့ယင်းမှာယင်းเนาะအဲ့ဒါအစင်မပြေဘူး။ဒါကျွန်တော်တက်တယ်ပြောတာ။ဘာလို့ဆိုခင်ဗျားတို့ကိုယ်လူမျိုးအချင်းချင်းထဲမှာသွေးခွဲတက်ရှူပြီးတော့အချင်းချင်းစောက်ပြဿနာမတက်တတ်အောင်ထားတာ။ကဲတစ်ချိန်ကြလို့မင်းအောင်လိုင်းကစစ်ရှုံးသွားလို့စောက်စကားတွေပြောကြပါပြီ။မင်းအောင်လိုင်းကစကားပြောတော့မယ်ခုံပေါ်မှာခင်ဗျားတို့ပြောသလို safe fire ပေါ့ဗျာ အာဆီယံမူ၅ချက်ပဲရပေါ့။ဇဝဲကုံပေါ်မှာစကားပြောရင်ခမားတို့စနစ်တကျဖွဲ့စည်းထားတဲ့စစ်တပ်ဗမာလေ။ခမားတို့စနစ်တကျစုဖွဲ့ထားတဲ့စစ်တပ်ဗမာလေ။ခမားတို့စနစ်တကျစုဖွဲ့ထားတဲ့တရင်တမလေးဗမာလေ။လက်နက်ပြည်စုံသွားပြီလား။လက်နက်ကြီးတပ်ဖွဲ့နော်။လက်နက်ကြီးတပ်ဖွဲ့စေးတပ်ဖွဲ့ဆက်သွေးတပ်ဖွဲ့ ရန်သူတံပြန်တိုက်စစ်ဆင်နိုင်တဲ့ဂျားပြတ်စနစ်တွေတကယ်ကျင့်သုံးနိုင်ပြီလားအများကြီးလူသေးရတော့အများကြီးလူသိလို့ပြောနေတာအဲ့တော့မင်းအောင်လိုင်ကဇပွဲပေါ်မှာစကားပြောရင်ဒီကောင်ကတနက်ကင်လာတဲ့ကောင်သူ့မှာလူအင်အားအစုဖွဲ့နေနော်ဒီကောင်ကနောက်ဆုံးမရလို့ရှိရင်သူ့မိန်းမကျူကျူလာတော့မှယူနီဖောင်းဝတ်ခိုင်းပြီးစစ်တိုက်ခိုင်းမကောင်အဲ့လိုကောင်မျိုးနဲ့ရင်ဆိုင်ရမယ့်နေရာမှာကျွန်တော်တို့ကတတိရှိရှိရင်ဆိုင်ပြီးတော့ ကျွန်တော်တို့လက်ထဲမှာတနက်တွေရှိပြီးတော့ကျွန်တော်တို့တွေမှာစနစ်တကျစုဖွဲ့ထားတဲ့အင်အားစုတွေပြနိုင်မလို့လို့နေမြေတစ်ခုပြဖို့လို့တိတ်ရေးကြီးတယ်တိတ်ရေးကြီးတယ်ခင်ဗျားတို့ကခင်ဗျားတို့နဲ့မတည့်တဲ့လူခင်ဗျားတို့အပြစ်ပြောတဲ့လူခင်ဗျားတို့မကောင်းကြောင်းတွေကိုဖော်မဲ့လူဆိုရင်ခင်ဗျားတို့ကအရှိရနဲ့ပိတ်ချင်တာတော်ပြီပေါ့ဗျာတိုင်းပြီစုပ်ပြတ်တတ်နေပြီတိုင်းပြီစုပ်ပြတ်တတ်နေပြီ အဲ့ဒါကိုနားလည်ပေးပါကျွန်တော်ဒီလောက်ပဲပြောမယ်နော်မကျင်တလို့အဲ့လောက်ပဲပြောတာကျန်တော့ဘာမှမဟုတ်ခင်ဗျားတို့အစိုးစုကဝိုင်းဖောင်းထူလိုက်ညီပေါ်ညီကြောင်ခွက်ပြောင်းမဲ့ကောင်တွေကဟိုလူဒလန်ဆွဆွဲဒီတူကိုဒလန်ဆွဆွဲလိုက်အစင်မပြေဘူးအဲ့ဒါအဲ့ဒါညှိနှိုင်းဆွေးနွေးမှုမဟုတ်ဘူးခင်ဗျားတို့တကယ်အညာဒေသကိုဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့စနစ်ကျတဲ့အစုအဖွဲ့တရားဥပဒေစိုးမိုးမှုစနစ်တကျရှိခြင်းနဲ့ဆိုရင် ခမားတို့အတမင်တွေငှားပြီးတော့လောက်เสียမှာလို့ဘူးခမားတို့ကွန်ပျူတာလေးတစ်လုံးရယ်ပရဏနာတစ်လုံးရယ်ဟောနောက်ဆုံးလိုအပ်ရင်ကွန်ပျူတာနှလုံးဆင်လိုက်ပရဏနာတစ်လုံးဆင်လိုက်ပြီးွားရင်ခမားတက်ဆိုင်ရဒေတာအလိုက်ဖြစ်ပြတဲ့အဖြစ်ပြက်တွေကိုစော်ဝဲတွေပညာရှင်ခမားတို့မှာရှိတယ်ဆိုအဲ့စော်ဝဲတစ်ခုထွင်တာအဲ့လောက်မကုန်ကြဘူးလေဗျာတိုင်စာတွေကို UNG website ကနေပြီးတော့ တရားဝင်တိုင်ကြားနိုင်ပါတယ်ဆိုတဲ့အကြောင်းမေးပို့လို့ရတဲ့တင်းတစ်ခု network တင်း mobile တင်းတစ်ခုတော့လုပ်ပေးဖို့လိုတယ်ဒေတာအလိုက်ဒေတာလိုက်ခင်ဗျားတို့အောက်မှာရှိတဲ့ပါကာပါတွေပါလာပါတွေပါပါတွေရုပ်မှဂျင်တိုင်းရုပ်မှရက်ဆက်ဂျင်တိုင်းရက်ဆက်လူပါဝဂျင်တိုင်းလူပါဝနေတဲ့ကိစ္စတွေကိုပြည်သူတွေရင်ထဲကစကားအမှန်ကြားရဖို့ဘယ်မီဒီယာသတင်းစာမှလည်းမဖော်ပြဘူးเนาะဘယ် channel ကမှလည်းတိတိကျကျတင်ဆက်တာမရှိဘူး ဘာတွေကိုကြောက်လို့ကြောက်နေမှန်းမသိဘူးအဲ့တိုင်းဆက်သွားခင်ဗျားတို့ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတော့ရန်ကုန်မြို့မှာအချိန်မဲ့အနေမဲ့နဲ့ဂျပန်တွေဝင်လာပြီးတော့ဗျမ်းပဒါနဲ့အုပ်ချုပ်ချိန်တိုင်းအုပ်ချုပ်တဲ့ပုံစံမျိုးမျိုးပြက်ကြီးဖြစ်သွားလိမ့်မယ်ကျွန်တော်ပြောနေတာစနစ်ကျဖို့ပြောနေတာအဲ့တော့ local pdf ချဲမှာလဲပါကားပါတွေရဲ့ရုံမှမှုတွေပါဖားတွေရဲ့ရုံမှမှုတွေကိုစနစ်ကျတိုင်ကြားနိုင်တဲ့ website တစ်ခုလုပ်ပေးဖို့လိုတယ်ဒေတာလိုက်ဒေတာလိုက် ဲ့ဒီပုံမှာအမှန်အမှားစစ်စစ်ပြီးတော့မြေပြင်စစ်စစ်ရေးအဖွဲ့တွေထားဖို့လိုတယ်။ဒါမှသာလင်ခမရစောက်ချိုးတွေပြောင်းမှာတော့အခုကဓမြလိုလုတ်ပြီးတော့တပုံဖွဲ့နေတပုံထားနေတဲ့အဆင်ပဲရှိသေးတယ်။နော်ဓမြလုတ်ပြီးတော့အုပ်စုဖွဲ့ပြီးတော့တပုံထားနေတဲ့အဆင်ပဲရှိသေးတယ်။တော်လန်ရေးတမပီတာတဲ့တယင်းတမတယင်းဆိုတာတခုမှမတွေ့ရသေးဘူး။အဲ့ဒါအဲ့ဒါအောင်မြင်မှုမဟုတ်ဘူး။ အဲ့အောင်မြင်မှုရဲ့အလားအလာလုံးဝမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ပြန်လို့ရမှာကเนาะတက်ဆိုင်ရ data အလိုက်ကเนาะပြည်သူလူထုတိုင်နိုင်တဲ့ website တွေပြည်သူလူထုဓာတ်ရိုက်တိုင်လို့ရတဲ့ website တွေပြည်သူလူထုမဟုတ် local pdf တွေရဲ့ဖြစ်ပျက်နေတဲ့အချက်လက်တွေကိုတင်ပြနိုင်တဲ့အတမင်တယောက်ယောက်ကိုစိတ်ချရတဲ့လူကိုခင်ဗျားတို့ထားဖို့လိုတယ်လိုအပ်လို့နည်းပညာအရ cyber ဖောက်ခံရမှာကြောက်ရင်ကာဘာပေးနိုင်အောင် ကျွန်တော်အခုညီတောင်းပြီးတော့ကျွန်တော်ကူညီပေးမယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးဗျာเนาะကျွန်တော်တို့တိုင်းပြည်ကစုပ်ပြတ်တက်နေပြီခင်ဗျားတို့ပြင်ဆင်ကြပါတော့เนาะပြင်ဆင်ကြပါတော့အချိန်မရှိတော့လို့ပါเนาะဒါတော့